မင်္ဂလာပါဒီနေ့ထိတန်အောင် ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ချင်ခွန်အားယူကြတဲ့ယုံကြည်သူမိဘညီကိုမောင်နှမတွေကို Sweet December လို့နှုတ်ခွန်းဆက်ပါတယ်။ပြောက်ကင်ကျေးဇူးတော်ကြောင့်2025ခုနှစ်ရဲ့ December လကို ကျွန်တော်တို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လောကသားများအလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းစကားကိုကြားရတဲ့ကာလလို့လည်းပြောလို့ရတယ်။ပြာခင်က ကျွန်တော်လောကသားတွေဝမ်းမြောက်စေဖို့ရန်အတွက် တပါတီသောသားတော်ကို လူစားတိခံစေသောအကြောင်းအရာနဲ့ပတ်သက်တဲ့ခရစ်စမတ်ကိုကျွန်တော်တို့ကျင်းပမယ့်ကာလလည်းဖြစ်ပါတယ်။ခင်ရှုပွားမြင်ခြင်းကိုအောက်မေ့တတိရတဲ့ဒီကာလမှာကျွန်တော်တို့တွေဝမ်းမြောက်ကြစေဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိသလိုကျွန်တော်လည်းဆုတောင်းပေးပါတယ်။ကျွန်တော်ရှေးဥစွာဓမ္မမိတ်ဆွေများကို တင်ပြလိုတာကတော့ဒီဒီဇင်ဘာလတစ်လလုံးမှာမနဲ့ဝေငှားတဲ့အရာတွေကို ကျွန်တော်2024ခုနှစ်က ဝေငှခဲ့တဲ့ Christmas အကြောင်းအရာတွေကို ပြန်လည်ထုံလွှင့်ခြင်းပါတယ်။ယေရှုပြုပြီးတော့မှအဟောင်းနေဖြစ်ပေမဲ့လည်းနှုတ်ကပတ်တော်ကအသက်ရှိနေတာမို့လို့ပြန်လည်ခွန်အားယူပါလို့တိုက်တွန်းခြင်းပါတယ်။ YouTube ကနေပြီးတော့မှဝေငှထားတဲ့အရာတွေကိုပြန်လည်မျှဝေမှာမို့လို့ YouTube မှာတွက်ကြည့်ကြပေးပါခွန်အားယူကြပေးပါလို့လည်းတောင်းဆိုခြင်းပါတယ်။ဒီနေ့တော့ကျွန်တော်တို့ဒီဇင်ဘာလရဲ့ပထမဦးဆုံးရက်အနေနဲ့ ကျွန်တော်ခွန်အားပေးတိုက်တွန်းခြင်းနဲ့အကြောင်းအရာကတော့ဟေရှာယအနာဂတိကျမ်းအခန်းကြီး9အပိုင်းငယ်6မှာပါတဲ့အရာပဲဖြစ်ပါတယ်။ကြောင်းမူကားငါတို့အဖို့သူငယ်ကိုဖွားမြင်ဤငါတို့အားသားကိုတနာတော်မူဤထိုသူသည်အုပ်ဆိုးခြင်းအာနာဆက်ရှိလိမ့်မည်။နာမတော်မူကားအံ့ဩပွေတိုင်ပင်ဘက် တကူးကြီးသောဘုရားသခင်ထာဝရဖငြိမ်သက်ခြင်းဤအရှင်ဟုခေါ်ဝေါ်တမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ သခင်ယေရှုမဖွားမြင်ခင်နှစ်ပေါင်း950လောက်ကကြိုပြီးတော့ဟေရှာယကပရောဖက်ပြုခဲ့ပါတယ်ကျွန်တော်တို့တောင်းဆိုလို့ဘုရားသခင်ကကျွန်တော်ကိုသားပေးခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့လည်းတောင်းဆိုရမယ်ဆိုရင်တောင်းကျွန်တော်ကိုကိုရောရဲ့တပါးတီတော်သားတော်ပေးပါလို့ကျွန်တော်တို့မတောင်းတက်ပါဘူးတောင်းတက်မှလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့လိုအပ်ချက်ကို သိတဲ့ဘုရားသခင်ကကျွန်တော်တို့မတောင်းခင်ကပဲပေးခြင်းနဲ့ဘုရား ျွန်တော်တောင်းပန်ကြံစီသမျှတဲ့အလွန်ထူးခြားစွာပြုလိုတဲ့ဖရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးဖြစ်မဲ့ဆုကိုပေးပါတယ်။အဲ့ဒီဆုကတော့သူ၌ရှိသောတပါးဒီသောသားတော်ကိုလောကကြီးကိုဆေလွှတ်တာပဲဖြစ်ပါတယ်။ငါတို့ဖို့သူငယ်ကို ဖွားမြင်တယ်။ငါတို့အားသားကိုတနာတယ်လို့ပြောပါတယ်။ဒါဟာဖရာပေးတဲ့လက်ဆောင်ဖြစ်ပါတယ်။သူကအံ့ဩပွေတိုင်ပင်ပတ် တကူကြီးသောဘုရားသခင်ထာဝရဖငြိမ်သက်ခြင်းရဲ့အရှင်ဖြစ်တယ်လို့ပြောတဲ့အတွေ့ဒီယေရှုခရစ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာအံ့ဩထူးခြားတဲ့အရာတွေခံစားရမှာအမှန်ပဲဖြစ်ပါတယ်ကျွန်တော်အိမ်ဒီမှာအမြဲတမ်းတက်ထားတဲ့ဆိုယုစကားရှိပါတယ်လူသားလာပါပြဿနာမခေါ်လာနဲ့ဆိုတဲ့စကားယေရှုခရစ်တော်လောကကြီးကိုကြွလာတာဟာလူရောကောင်းကြီးကိုတည်လာတာဖြစ်ပါတယ်ပြဿနာတွေကိုယူလာတာမဟုတ်ပါဘူး ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာသခင်ယေရှုခရစ်တော်အားဖြင့်ဝမ်းမြောက်ခြင်းခံစားဖို့သခင်ယေရှုခရစ်တော်အားဖြင့်အနာရောဂါငြိမ်းစေဖို့သခင်ယေရှုခရစ်တော်အားဖြင့်လောကကိုအောင်မြင်ဖို့သခင်ယေရှုခရစ်တော်အားဖြင့်ဖျားသားဖြစ်ရတဲ့အခွင့်ကိုကျွန်တော်ရဖို့သခင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ရဲ့ဘဝမှာဖျားသခင်ရဲ့မြတ်တာနဲ့လွှမ်းခြုံပြီးတော့မှအကွယ်ကာကိုရရှိဖို့ရန်အတွက်ဖျားသခင်က ကျွန်တော်ကို အလိုရှိတယ်ဆိုတာကိုနားလည်စေချင်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ဒီသတင်းစကားကိုခြားတော်မိမိရဲ့ဆွေမျိုးတွေယေရှုကြောင်းကိုမသိသေးတဲ့သူတွေကျွန်တော်တို့အိမ်ဒီနာချင်းတွေကိုပြောပြဖို့လိုပါတယ်ယေရှုခရစ်တော်ကြွလာခြင်းကကျွန်တော်တို့ဝမ်းမြောက်ဖို့ယေရှုခရစ်တော်ကြွလာခြင်းကကျွန်တော်တို့လွတ်မြောက်ဖို့ယေရှုခရစ်တော်ကြွလာခြင်းကလူသားတိုင်းကို အပြစ်မှကယ်တင်ဖို့ရန် ဖြစ်တယ်ဆိုတာကို တိသွားမယ်ဆိုရင်ကျမ်းစာမှာပြောပါတယ်အေဝံဂေလိတရင်စကားကိုယုံတဲ့သူတွေဟာအဲ့ဒီယုံကြည်ခြင်းအားဖြင့်တကိုးတော်ကိုခံရပြီးတော့မှပြောင်းလဲမယ်လို့ပြောပါတယ်ဒါကြောင့်မလို့ချစ်တော်မိဘညီကိုမောင်မတို့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီတရင်စကားကိုကြားပြီးဝမ်းမြောက်ခြင်းအသက်တာရပါစေကျွန်တော်တို့သက်ဆိုင်တဲ့ဆွေမျိုးသားချင်းတွေမိဘတွေညီကိုမောင်နှမတွေအိမ်ကြီးချင်းတွေလည်းဒီတရင်စကားကိုကြားပြီးမှ လောကကြီးထဲမှာစစ်မှန်တဲ့ဝမ်းမြောက်ခြင်းကို ရှာတွေ့ပြီးတော့မှတမလွန်မှာလဲအပင်ငရေကနေလွတ်မြောက်ခြင်းခံစားရဖို့ရန်အတွက်ဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့အရောက်တိုင်းကိုယေရှုနာမ၌ကောင်းချီးပေးပါတယ်ဒီနှစ်ခရစ်မတ်မှသည်2026ခုနှစ်ရောက်လာတဲ့အခါမှာလဲသာ၍သာ၍ဖခင်ရဲ့အကွဲကားမဆခြင်း ကောင်းမြတ်ခြင်းကိုခံစားရပါစေလို့ဆုတောင်းပေးပါတယ် ဖျာရှင်ရောက်တိုင်းကို ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရောကိုယေရှုတင်နေဒီနေ့ဒီဇင်ဘာလ၁ရက်နေ့မှာချေရတဲ့ညီကိုမောင်တို့မိဘများနဲ့အတူကိုရရှင်ပို့ဆောင်ပေးခဲ့သောကြောင့်ယေရှုတင်ပါတယ်။နောင်လဲပို့ဆောင်အောင်မှာမို့လို့ယေရှုတင်ပါတယ်။ဇလဘီကိုရောကောင်းချီးပေးပါဝိညာဉ်ရေးရာ၌နှုတ်ကပတ်တော်နှင့်တိဆောက်၍ရင့်ကျက်တော်သူများဖြစ်စေပါ အလွန်ဝမ်းမြောက်စရာကောင်းတဲ့တည်င်းစကားကို ကိုယ်တိုင်ခံစားရသလိုသူများကိုလည်းပြောပြနိုင်သောသားသမီးများဖြစ်စေပါဒီနှစ်ခရစ်စမတ်မှာအရောက်တိုင်းတာ၍ဝမ်းမြောက်စရာကောင်းတဲ့ဖယားသခင်ရဲ့အံ့ဩပွေမဆာခြင်းအမျိုးမျိုးကိုခံစားစေပါဂျေစုတင်လေဒီသားစုဝင်အရောက်တိုင်းကို ကောင်းချီးပေးဆုတောင်းတဲ့အခါတပည့်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအပ်နာပါ၏အာမင်ဖျားရှင်ရောက်တိုင်းကိုကောင်းချီးပေးပါစေ YouTube မှာပြန်လည်ထုတ်လွှင့်မဲ့ Christmas တင်စကားလေးတွေကိုခွန်အာယူပါလို့တိုက်တွန်းပါတယ်ဘိုင်ဘိုင်